တူအကောင့်မှာနေ့စဉ်နဲ့အမျှချထားတဲ့ဟာတွေကိုကြည့်ထားတဲ့ဇက်ကားတွေကိုကျိုးတွေပြန်ပြီးတော့ဖြတ်ရှင်နေဆိုလို့ရှင်ဘယ်လိုမျိုးဖြတ်ရမလဲဆိုတာကိုကျွန်တော်မျှဝေပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုရဲ့ YouTube app လေးတွေကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီညာဘက်အောက်နာမှာရှိတဲ့ profile လေးကိုနှိပ်ပြလိုက်ပါ profile လေးကိုနှက်ပြီးပါပြီဆိုလို့ရှင်ကျွန်တော်တို့ဒီမှာ history ဆိုတာရှိပါเนาะ history ဆိုတာရှိပါတယ်အဲဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးပါကျွန်တော်အခုမျှားလေးနဲ့ပြထားတဲ့နေရာလေးဖြစ်ပါတယ်ဒီမှာ view all လေးလည်းရှိတယ်เนาะအဲ့တော့ကျွန်တော်ကကြည့်ချင်တာဖြစ်တဲ့အတွက် view all ကိုနှိပ်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်เนาะအဲ့တော့ view all နေရာလေးကိုကျွန်တော်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာခြားထားသမျှကျွန်တော်ကြည့်ထားသမျှအဲဇက်ကားတွေပြီးလို့ရှင်အဲ့ဒါအစုံပဲပေါ့နော်ကျုပ်တို့မှာရှားကြည့်ထားတဲ့ဟာတွေအကယ်၍ကိုကဒီထဲကကိုကြည့်ထားတဲ့ ဟာလာ content တစ်ခုခုကို video တစ်ခုခုကျွန်တော်တို့ပြန်ပြီးတော့ကြည့်ကျင်နေဆိုရင်လည်းဒီမှာအလွယ်တကူလာပြီးတော့ကြည့်လို့ရပါတယ်เนาะအဲ့တော့ကိုကဖျက်ချင်တာပေါ့เนาะဖျက်ချင်တာဖြစ်တဲ့အတွက်ဒီညာဘက်အပေါ်နားမှာရှိတဲ့အဆက်ကလေး3ဆက်ကျွန်မြင်တွေ့ရလိမ့်မယ်အဲ့ဒီအဆက်3ဆက်ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ clear or west history ဆိုတာချိပါเนาะအဲ့ဒီကောင်ကိုကျွန်တော်တွေက နှိပ်လိုက်ပါဒီကောင်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ထားသမျှဒီ ဗီဒီယိုတွေတချင်းတွေပေါ့နော်တရားတွေကိုကျွန်တော်တို့ဒီအားလုံးကိုဒီ YouTube အကောင့်ကနေပြီးတော့ကျွန်တော်တို့ရှင်းပေးมาဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့တစ်ချက်နှိမ့်လိုက်ပါမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကြည်ထားသမျှဟာတွေအားလုံးကပျောက်သွားပြီဖြစ်ပါတယ်เนาะအားလုံးကိုဖျက်လိုက်ပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနည်းလမ်းကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ YouTube မှာကျွန်တော်နေ့စဉ်နဲ့အများရှားတာတဲ့စကားတွေအကြောင်းအရာတွေပေါ့เนาะဒါတွေကို ုတင်နီလာနဲ့ဖြတ်လို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်